အားလုံးပဲများလာပါဘူး Open Door Education မြန်မာ YouTube Channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့တော့ Adobe Illustrator ကိုတုံးပြီးတော့အခြေခံပုံစံတူလေးကို 3D ပုံစံဆွဲပြတော့မှာဖြစ်ပါတယ်အသုံးပြုမဲ့တူးစီရ Rectangle 2 Shape ရတူဖြစ်ပါတယ် illustrator ကိုဖွင့်လိုက်ပါမယ်ဒီ rectangle ကိုရေးပါမယ်ဒီမှာ stop ကိုအမဲအောင်လေးပြလိုက်ပါမယ် rectangle 2တောင်းပြလိုက်ဒီကို copy ပွားပါမယ် ဒီအလဲရနေပြီးတော့ညီကြီးလေးစီရင်နေဆိုလို့ရှိရင် horizon တဲ့ align center လေးနဲ့ချိန်ရလို့ရှိရင် center ရောက်သွားပါပြီဒီအကျယ်ကိုပဲလုံချင်တာဖြစ်တဲ့အတွက်ဒါကိုပဲထပ်ပြီးတော့ copy ပွားပါမယ်60ကျေးဇူးဒီလိုဒီလို အသုံးပြီးတော့ဒီဘက်မှာထပ်ပြီးတော့ကဲနေလေးကိုရင်ဆွဲချလိုက်ရအောင်လုံးဆက်လက်ရှိရေးပါမယ်ရှိတ်ပြတာတူရေးပြီးတော့ဒီနှစ်လေးကို ွေးတဲ့ပုံစံလေးကိုမြင်လေးနဲ့ဆွဲမယ်။အကြောင်း line စက်မတ်တူရေးပါမယ်။ဒီ anchor point နေပြီးတော့25 degree ချိုးမယ်။25 degree 25 degree ဟောပြီနော်။ဒီနေရာလေးနော်။ဟောရင်ရလိုက်ပါလား။ဒီအရှိကိုပဲ copy ပွားပါမယ်။ဆက်လက်ရှင်တူပြောပြီးရွှေ့မယ်။ တယ်ဆွဲရပေါ်ရအောင်ကြော်သွားတာဟာလုံးရွေးပြီးတော့ဒီပတ်ဒီဒီအောင်လေးပေါ်တဲ့အထိယူပြီးတော့မှာဟုတ်ပြီနောက် line to line copy ထပ်ပေါ်မယ်

ဆိုလို့ရှိရင်ပြီးတော့ shape ပြတူတယ်ပြောင်းချင်တယ်ဒီပြရနေရဒီအတွင်းเนี่ยဟောဒီအတွင်းတော့ဒီ line line လို့သိရတယ် အရေးလာရေးနေလာရေးဆိုတော့ဒါအောင်ပဲ copy တရားပြခုပါမယ်အတူနေလာရေးဒီမှာလည်းတခုဒီနေ့လေးမှာဒီ line နဲ့ဒီ down နဲ့ထိမထိကိုဆုံးဆွဲပြီးတော့တခြားကြည့်ပါမယ်

ဖြစ်ဒီအတွင်းပိုင်းလေးကိုရိတ်ဆိုတော့ဒီမှာအဝါလေးချဲထားတယ်။အဲပိုင်းလေးကို selection tool နဲ့ selection tool နဲ့ရေးလိုက်ပါ။ in shape data tool ကိုပဲတုံးပြီးတော့ဒီ appearance မှာဒီ fill ရဲ့ဘေးမှာနေလိုက်လို့ရှိရင်ဒါလေးပေါ်ပါရင်အဝါလေးရေးလိုက်ပါ။ဒီအရင်ဒီတုံးပိုင်းက ို့ရှင်ဒီဒီအရာမလို့ဆိုရင်ဒါရောဆီလက်ရှင်တော့ပြီးတော့ဖြစ်လာရတယ်ရပါတယ်ဒလီကီဒါဆီလက်လို့ဒလီကီဒလီဟာဆီလက်လို့ဒလီကီအဲဆိုရင်ရပါပါပြီနောက်ပြီးတော့ဒီဒီအပေါ်ကလိုင်းနေတဲ့အကုန်ဖြောက်ချင်တယ်ဆိုရင် ဒီ selection tool ကိုဆိုရင်အားလုံးကို click လုပ်ပြီးတော့ dresser ရဲ့ကအားလုံးကိုဝေးမိပြီးဆိုရင်ဒီ stone နေရာမှာ nan လို့ nan လို့ပေးလိုက်ပါဒီဒီဘက်ဟာလေးဖိလိုက်လို့ချင်းဒီမှာ nan ဖြစ်ရင်ဒီမြင်းကြောင်းလေးပျောက်သွားမှာဖြစ်ပါတယ် zoom နည်းနည်းချုပ်ချလိုက်ပါမယ်ဒီနှစ်လေးကို treated ပုံစံလေးပေါ့။ဟုတ်ကော်ပြီးပေါ်ပြီးတော့အသေးလေးတစ်ခု ဆိုပြီးပြီးသွားပါပြီအာကျေးဇူးတင်ပါတယ်